အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇေယောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ6ရက်တောက်ကြနေ့ညနေခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်နိုင်ငံစခန်းဟာအမရန်လန်စခန်းရိုးအဆက်မှာတည်ရှိတာဖြစ်ပါတယ်2023ခုနှစ်တုန်းကတပ်မြေသိမ်းဆည်းရေးကိစ္စနဲ့အန်းကိုတွိုင်းစတင်ရောက်ဖူးခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာလည်းစစ်တွေကလည်းအန်းကိုပြောင်းရွှေ့ပြီးခါသာကာလဖြစ်ပါတယ် အဲ့ဒီကာလကဘာကြောင့်လဲတော့မသိဘူးရခိုင်ပြည်ထဲကိုချက်လွန်ကြီးတွေကတ်ကြပိတ်ပင်ထားတာကိုတွေ့ခဲ့ရပါသေးတယ်။အန်ထွေဦးရုံမှာတစ်ပတ်လောက်နေပြီးပြန်လာခဲ့ရတာဖြစ်ပါတယ်။နောက်ပိုင်းမရောက်တော့ဘဲ2018ကျမှရခိုင်ပြည်ကိုတကြော့ပြန်ရောက်ရှိခဲ့တာဖြစ်ပါတယ်။နိုင်ငံစခန်းကဘာလုံးကုန်းမှာအမှတ်69ချင်းပြန်တက်မှတ်ဌာနချုပ်ရဲ့ဒုတမမှုဦးစီးအင်အား900ဝန်းကျင်နဲ့အခြေပြုတပ်ဆွဲထားတာဖြစ်ပါတယ်။နိုင်ငံစကန်းကတော့ပူပေါင်းတပ်ဖွဲ့တွေထိန်းချုပ်နိုင်ခဲ့ပြီဆိုပါရင်ဗရန်တန်နယ်ကိုချိန်ဆောင်နိုင်မှာဖြစ်ပါတယ် ထို့ပြင်ရခိုင်မျိုးကိုကုန်းလန်းကနေပြန်လဲထိုးစစ်ဆင်မဲ့တကားပေါက်ကိုလည်းဖိတ်ဆိုပြီးဖြစ်သွားစေမှာဖြစ်ပါတယ်။ဒါရင်မဲလားဆိုတော့မဟုတ်သေးပါဘူး။ပဋိမုံရလမ်းမိုင်းကိုလည်းစိုးမိုးထိမ့်ချုံနိုင်ပြီဖြစ်ပါတယ်။အမတ်ဆက်လေးကာဝေးပစ္စည်းဆက်ယုံကိုပါနတ်ရီကန်စခန်းကနေလက်နဲ့ကြီးနဲ့စိမ်ပြေနေပြေပြစ်ခတ်လို့ရစေမှာဖြစ်ပါတယ်။တစ်ဆက်ထဲမင်းဘူးတရက်မင်းတို့အထက်မင်းလာနဲ့စရုပ်တရားမျိုးနယ်တွေကိုစစ်မျက်နှာချဲ့လို့လွယ်ကူသွားစေမှာဖြစ်ပါတယ်။ဆိုရရင် မကွေးတိုင်းမြင်းနောက်ဖက်ကန်းဒေသကိုစီရေးရများစွာချိမ့်ချောင်းနိုင်တဲ့ viewer ကြတော့ခန်းစစ်စခန်းကြီးတစ်ခုလိုဆိုရမှာဖြစ်ပါတယ်။အဓိကကာကင်ကုန်းဖြစ်တဲ့တာဝါတိုင်းကုန်းကိုစစ်ကောင်စီကလက်လွတ်လိုက်ရတဲ့အတွက်နိုင်ငံစခန်းကိုအင်အားဖြည့်တင်းမှုတွေလုပ်နေရပါတယ်။သို့တော့နိုင်ငံခန်းစစ်စခန်းဟာကာဝေးတပ်ဖွဲ့တွေဝိုင်းပတ်ပိတ်ဆို့ခံထားရတာဖြစ်တဲ့အတွက်ခန်းစစ်တွေဖြစ်နေပြီလို့ဆိုရမှာဖြစ်ပါတယ်။ကာကွယ်ရေးအင်အားစုတွေဒုနဲ့တိုက်စစ်ဆင်မီဆိုပါရင်တေချာပေါက်ရပြီလို့ပြောရမှာဖြစ်ပါတယ်။ ယနေ့မနေ့မှာတော့ဆက်စီဖုံးကြီးကျောင်းမှာအင်အား20ခန်းရှိတဲ့စစ်ကြောင်းတစ်ကြောင်းရောက်ရှိလှုပ်ရှားနေပါတယ်။ပတိရွာလမ်းဟောင်းဘက်ကနေရိခာရင်သုံးစီးနိုင်ရံကိုတက်သွားတာလည်းရှိပါတယ်။ပခုတ်ကူမြို့နယ်ရင်မြက်ကြီးရွာတဝိုက်မှာလှုပ်ရှားနေတဲ့စစ်ကြောင်းဟာလက်နက်ကြီးနဲ့အနောက်ဖက်ရပ်ကိုရန်တမ်းပစ်ခတ်လျက်ရှိပြီးအထိကိုက်ကိုတော့အဆုံးသတ်နေသေးဖြစ်ပါတယ်။ရန်တမ်းပစ်ခတ်တယ်ဆိုတာတမင်ချက်ကားပြီးပြောတာမဟုတ်ရပါဘူး။စစ်ဘိုလ်ချုပ်များရဲ့လက်သုံးစကားရှိပါတယ်။ ပြစ်ကွာဆရာမင်းသားသာကိုမျိုးတယောက်မှပါတာမဟုတ်ဘူးချတာချဆိုပြီးမြှောက်ပေးတာဖြစ်ပါတယ်မြို့ဝကျောင်းမဒေသရေကြီးမြို့နယ်ဆက်ဆက်ယူရွာချင်းတွေ့ဖြစ်စဉ်တွေမှာစစ်ကောင်စီအထိနာနေတာဖြစ်တဲ့အတွက်အင်အားဖြစ်တင်းမှုတွေပြုလုပ်နေတာရှိပါတယ်ပသိမ်မောင်ရံကားတိုင်းကြီးကိုအတုံးမပြုတ်ရဲတော့ပဲတိစိတ်ကုန်းနဲ့တချော်ကုန်းဘက်ကနေစစ်ကြောင်းလိုက်ဝင်ရောက်နေတာဖြစ်ပါတယ်စစ်စိတ်ကုန်းဒေသခံတွေကိုပေါ်တာဆွဲပြီးမက်ဆီကိုက်တဲ့အလောင်းတွေကိုတဲဆောင်ခိုင်းနေတယ်လို့လည်းသိရှိရပါတယ် ဂျမန်နေ့နဲ့ယနေ့နှစ်ရက်ပေါင်းခမန်းအင်အား200ခန့်ချေတင်းနေတာဖြစ်ပါတယ်။အဓိကပြစ်ခုပေးနေတာကတော့မြောက်ဆန်းအမြောက်တက်နဲ့ပန်းတော်ကြီးလက်နက်ကြီးစခန်းတွေဖြစ်ပါတယ်။မန္တလေးတိုင်းညောင်ဦးမြို့နယ်ပုဂံမြို့တစ်ဘက်မှာတော့လက်နက်ကြီးပြစ်ခတ်မှုတွေရှိလာနေပြီဖြစ်ပါတယ်။တပိတ်ချင်းခုနမိုင်ခြေဆိုင်မဆသောတမတော်တမင်းလေးကျင်းကြောင်းကိုရဟရရင်နဲ့ရိခါဖြစ်တည်မှုပြုလုပ်ထားတာကိုတွေ့ရပါတယ်။ယနေ့မနေ့ပြည်ဦးလွင်မြို့မှာတော့တမနိဆက်ယုံထဲကနေအင်အားဖြင့်စစ်ရင်နဲ့73ဒီမြို့ထဲကိုဝင်သွားတာရှိပါတယ်။နောင်ချုံမြို့ကို တောင်းခမ်းတဲ့အုံမသိနှစ်ဖက်ညက်ပြီးစစ်ကြောင်းထိုးခြင်းပုံရတဲ့လက္ခဏာတရားလို့ရှုမြင်မိပါတယ်။ကရင်နီနယ်မြေမြို့တော်ရိုက်ကော်အနီးထိတွေ့တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေပြီးမက်ဆီ20လောက်ဖန်တီးနိုင်ခဲ့တယ်လို့သိရှိရပါတယ်။စပီကုန်းရွာမှာထိုင်ချထားတဲ့တရက်ချံစစ်စခန်းကိုကရင်နီတပ်ပေါင်းစုစီးနှင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကူစစ်ကြောင်းကိုလည်းဂျားပြတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဖဲကုန်းရဲ့အနေထားကတော့ဖဲကုန်းအင်းရဲ့အရှိမဲ့ကန်းနဲ့အနောက်ဖက်ကန်းနှစ်ခုလဲကတစ်ခုကိုတော့စပောင်းစုတွေဘက်ကလက်လွတ်ရွယ်ရှိနေတယ်လို့သုံးသပ်ရပါတယ်။ ကီလီနယ်ဖာပွန်တက်နယ်ကိုယနေ့လေချောင်းကနေရိတ်ခါခဲရနေကိုတော့ချပေးနေတာရှိပါတယ်လက်လွတ်လိုက်ရတဲ့နေစာစခန်းတွေအတွက် GKBA နဲ့ BDF ကိုတောက်လျှောက်ဖိအားပေးနေတယ်လို့စုံစမ်းသိရှိရပြီးစောချစ်သူတို့ဘက်ကကြံကြားချက်ကိုတော့မသိရှိရသေးဘူးဖြစ်ပါတယ်စခိုင်းနာရာပေါ်မှာတော့အစစ်အစေးအဖန်စီကြမ်းတမ်းနေပြီဖြစ်ပါတယ်ရှင်လိုင်းစင်လူလိုင်းစင်အပြည့်စုံဖြစ်တော့လဲဒါတွေမလို့ဘူးငါတို့လိုနေတာလူဆိုပြီးဖန်းစည်းနေခြင်းဖြစ်ပါတယ်ဂျမန်နဲ့မနေ့9နာရီလောက်ကစကိုင်းမြို့နယ်တအိမ်ထဲကြေးရွာကိုစစ်ကြောင်းတစ်ကြောင်းဝင်ရောက်လာပြီ မိရှုဖြက်စီးခဲ့လို့နေအများပြားဖြက်စီးဆုံးရှုံးခဲ့ရတာရှိပါတယ်။မြေပြင်သတင်းတွေမပြည့်စုံတာကိုဝန်ခံပါတယ်။နောက်ထပ်နှစ်ရက်လောက်လည်းထပ်မံပြီးသီးခံနားလည်ပေးကြပါစေလို့ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။ဆက်လက်ဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။စိုက်ပွဲရှိရင်အောင်ပွဲရှိရင်